မင်္ဂလာပါအခုကတော့ business suite application ရနေကြောင်ညာ post တခုကို boost လုပ်မှာဖြစ်ပါတယ်အဲ့တော့ boost လုပ်ဖို့အတွက်ကြောင့်ဒီ boost လုပ်မဲ့ကြောင့်ဒီကြောင်ညာ post ပေါ့နော်ကြောင်ညာ post ရဲ့အောက်မှာကြောင့် boost post ဆိုရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့ဒီမှာကြောင့်ဒီ page ကိုအခုမှပထမဆုံး boost လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီဒီကြောင်ညာ policy တွေပေါ့နော်ကြောင်ညာ policy တွေကိုကြောင့်ဒီလက်ခံနေဆိုပြီးတော့ကျွန်တော်ဒီမှာ ISF ပေါ့နော်ဒါလေးနှိပ်ပေးရမယ် โอเคရပြီရပြီဆိုတော့ကျွန်တော်ဒီဟာကအပေါ်ဆုံးမှာပေါ်နေတာကကျွန်တော်ကျွန်တော်ဒီကြော်ညာလိုက်မယ်ဆိုရင်ကျွန်တော်ဒီတစ်ဖက်ကတခြား Facebook user တွေမှာသွားပြီးပေါ်မယ်ပုံစံလေးပေါ့နော်ဒီမှာဆိုရင် sponsor ဆိုပြီးတော့ပေါ်မယ်ပြီးကျွန်တော်ရေးထားတဲ့စာလေးရှိမယ်ပြီးသွားရင်ကျွန်တော်ဒီပုံလေးလေးပုံရှိမယ်ပေါ့နော်โอเคပြီးသွားပြီဆိုရင်ကျွန်တော်ဒီအောက်မှာဒီ automatic ရဲ့ဒီ ကန်မော message ရဲ့ကန်မော engagement ဒီမှာ၃ခုရှိပါတယ်ဒီတရက်ကိုကြိုက်တဲ့တစ်ခုရွေးရမှာပေါ့နော်ဒီအပေါ်က automatic ဆိုတာကကျွန်တော်ဒီ Facebook ကနေကျွန်တော်ဒီကြော်ညာကိုကျွန်တော်ဒီ message နဲ့ကြော်ညာမှာလား engagement နဲ့ကြော်ညာမှာလားဆိုတော့သူက auto ရွေးသွားတာပေါ့နော်ဒါကတော့ကျွန်တော်လေးတိတ်ပြီးတော့မသုံးဘူးပေါ့နော် အဲတော့နာကတော့ကျွန်တော်ဒီ message နဲ့ကြောင်ကြမယ်ဆို message ကိုယူတယ် engagement နဲ့ကြောင်ကြမယ်ဆိုရင်ကျွန်တော်ဒီအောက်က engagement ကိုယူတယ်ပေါ့နော် automatic ဆိုတာကကျွန်တော် Facebook ကနေသူ့အတူ auto ကြီးနှစ်ခုတည်းတစ်ခုယူပြီးသွားတာပေါ့နော်အဲတော့ကျွန်တော်ဒီ gun mode message ကိုယူပြီးတော့ကျွန်တော်ဒီကြောင်ကြမယ်ဆိုရင်သူကအဓိကဖောက်ပြပေးမှလဲဆိုတော့ကျွန်တော်ဒီ post ကိုကျွန်တော်ဒီကျွန်တော်ဒီစိတ်ဝင်စားပြီးတော့ကျွန်တော်ဒီ message ပေါ့နော် messenger မှာလာပြီးတော့ဆက်သွယ်တဲ့သူတွေကိုတည်တဲ့သူယူပြီးတော့ပြပေးမယ်ဆိုတော့ကကျွန်တော်ဒီ dollar သုံးလိုက်တယ်ဆိုရင်ကျွန်တော်ဒီ post ကနေကျွန်တော်ဒီ message ဘယ်နှယောက်ရလေပေါ့နော်ဒါလေးကိုသူကတွက်ပေးမှာပေါ့နော် အဲနောက်တစ်ခုက gun mod engagement ပေါ့နော်ဒါကကြတော့ကျွန်တော်ဒီကြောင်ကြောင်လိုက်တဲ့ post ကိုသူက like ရယ် comment ရယ် share ရယ်ကိုသူကအဓိကကျွန်တော်ထားပြီးတော့ပြပေးမှာပေါ့နော်ဆိုလိုတာကကျွန်တော်ဒီ engagement နဲ့ကြောင်ကြောင်မယ်ဆိုရင်ကျွန်တော်ဒီ post ကကြောင့်ဒီကြောင်ညာလိုက်တဲ့ post က like တွေ comment တွေကျွန်တော် share တွေများလာမယ် message နဲ့ကြောင်ညာမယ်ဆိုရင်ကျွန်တော်ဒီ message box ကို message ဝင်တာကျွန်တော်ဒီ message ဝင်တဲ့အရေးအတွက်ကိုသူကပြပေးမှာပေါ့ဟုတ်ပြီနော်အဲ့တော့ဒီနှစ်ခွေးအားသက်ချက်ကဘာတွေလဲဆိုတော့ကျွန်တော်ဒီ message နဲ့ရွေးပြီးတော့ကြောင်ညာမယ်ဆိုရင်ကျွန်တော်ဒီကြောင်ညာ post ကနေကိုယ့်ရဲ့ဒီ chat box ကိုကျွန်တော်ဒီ message တွေဝင်တာများလာမယ်အဲ့ဒါအောင်မှကျွန်တော်ဒီတော်တော်လောက်ဘယ်နှစ်ယောက်ဆိုတာကိုသတ်မှတ်ပေးမယ်ပေါ့နော်ဒီ message နဲ့ရေးပြီးတော့ကြောင်ညာတာရဲ့ကျွန်တော်အားနှစ်ချက်ကဘာလဲဆိုတော့သူကကျတော့ reach နေတာပေါ့နော် reach နေတဲ့ဆိုတော့ကတော်တော်လောက်ဥမာအနေနဲ့ဆိုရင်ကျွန်တော်ဒီ3000ပေါ့နော် reach ်3000ရတယ်ဆိုရင် message နဲ့ကြော်ညာမယ်ဆိုရင်1000က2000ဝင်ကျင်မဲ့ရောက်တယ်ဒါကကျွန်တော်ဒီဥပမာပေးပြတာပေါ့နော်ပုံသေးကျွန်တော်ဒီဒေါ်လာကို reach ဘယ်လောက်ရောက်မယ်ဆိုတော့ဒါတတ်မှတ်ချက်မရှိဘူးနော် အဲနောက်တစ်ခုကကြောင့်ဒီ engagement ပေါ့နော် engagement အားသာချက်ကဘာလဲဆိုတော့သူကကြောင့်ကျောင်းဒီ reach ကောင်းမယ်ပေါ့နော်ဒီ post ကိုချော်ညာလိုက်တယ်ဆိုရင်တော်တော်လောက်ကိုကျောင်းဒီ message ထက်စာရင်ကျောင်းဒီ reach တွေပို့ပြီးတော့များတယ်ပေါ့နော် reach တွေများတယ်ပြီးရင် like တွေများတယ် like comment share တွေများတယ်ပေါ့နော် like comment share များတယ်ဆိုရင်ကျောင်းဒီ post ကိုတခြားစိတ်ဝင်စားတဲ့သူတွေလည်းများလာနိုင်တာပေါ့နော်ဘာလို့လဲဆိုတော့တချို့တွေကကြောင့်ဒီ post ချော်ညာ post တစ်ခုကိုတွေ့တယ်ဆိုရင် like တွေ comment တွေ share တွေကိုတစ်ချက်အရင်ကြည့်တာပေါ့နော် comment မှာအဲစိတ်ဝင်စားတဲ့သူများလာအဲ့လိုဆိုရင်ကိုယ်လည်း like ပဲအဲဒီလိုကျောင်းဒီ customer တွေလည်းရှိတာပေါ့နော် အဒီ engagement ရအားနည်းချက်ကဘာလဲဆိုတော့သူကကြောင့်ဒီ like comment share ကိုပဲအဓိကကြောင့်ထားပြီးတော့ကြောင်ညာတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ message box ကိုကျွန်တော်ဒီ message ဝင်လာတဲ့အရေးအတွက်တော့ကျွန်တော်ဒီ message နဲ့ကြောင်ညာတာတက်ဆိုင်တော့နင်းမယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုကတော့သူရဲ့အားသာချက်သူရဲ့အားနည်းချက်တော့ရှိတာပေါ့နော်အဲ့တော့ဒါကိုဘယ်လိုသုံးရင်ပို့ပြီးတော့ကောင်းလဲဆိုရင်တော့ကျွန်တော်ဒီအခုမှ ဒီ page အသစ်လောက်တဲ့ကြောင်းညာစပြီးတော့ကြောင်းညာတယ်ဆိုရင်တော့ကျွန်တော်ဒီ engagement နဲ့ကောင်းတယ်ဘာလို့ဆိုတော့ तू က reach လည်းကောင်းမယ် like comment share လည်းများတယ်။ဘာလို့ဆိုတော့ကျွန်တော်ဒီကြောင်းညာ post တစ်ခုက like comment share များပြီဆိုမှတခြားသူကစိတ်ဝင်စားမှာလေ။အဲ့တော့အရင်ဆုံးကျွန်တော်ဒီ engagement နဲ့ကြောင်းညာတာကောင်းတယ်။ နောက်တစ်ခါကျွန်တော်ဒီ page ကကျွန်တော်ဒီ light ပိုင်းများလာပြီပြီးတော့ကျွန်တော်ဒီ post တင်လိုက်တယ်ဆိုရင်လည်းကျွန်တော်ဒီ auto ပါเนาะကျွန်တော်ဒီကြော်ညာမလုပ်ဘဲနဲ့ like comment share တွေရလာပြီဆိုရင်တော့ကျွန်တော်ဒီရဲ့ message နဲ့ကြော်ညာတာပို့ပြီးတော့ကောင်းတယ်ဘာလို့လဲဆိုဒီ message နဲ့ကြော်ညာလိုက်ပြီဆိုရင်ကိုယ့်ရဲ့ chat box မှာကျွန်တော် message တွေအဝင်များလာမယ်အဲ့လိုဆိုရင်ကျွန်တော်ကိုယ့်ရဲ့ product ကရောင်းပို့ကောင်းတော့မယ်ပေါ့ဟုတ်ပြီနော်အဲ့တော့ဒီမှာကတော့ကျွန်တော် engagement ဝင်ယူလိုက်မယ်အဲရွေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီအောက်ကိုနည်းနည်းဆင်မယ်နော် အဲပြီးတော့ကျွန်တော်ဒီမှာ send message ရှိတယ်ဒီ send message ဆိုတာကကျွန်တော်ဒီကြော်ညာ post ရဲ့ကျွန်တော်ဒီပုံနေရဲ့အောက်ကကျွန်တော်ဒီ send message ကိုပြောတာပေါ့နော်ဒီနေရာမှာကျွန်တော်ဒီ send message ကိုဖြုတ်လွှတ်လဲရတယ်တခြားကျွန်တော်ဒီ button တွေလည်းထည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာကတော့ edit လုပ်မယ်ဆိုရင်ကျွန်တော်ဒီရဲ့ edit ကိုတစ်ချက်နှိနေပြီးတော့ကျွန်တော်ဒီမှာ note board တွင်ရွေးလို့ရတယ် send message ရွေးလို့ရတယ် send message မှာမှာ whatsapp application ရှိတယ်ဆိုတော့ whatsapp ရွေးလို့ရတယ် corner ရွေးလို့ရတယ် အဲ့တော့ကျွန်တော်ဒီမှာကတော့အသုံးများတယ်ကျွန်တော်ဒီ set message ပေါ့နော် set message ရေးလိုက်မယ်ဒီ set message ကကျတော့ကျွန်တော်ဒီကြော်ညာကိုကျွန်တော်ဒီတခြား Facebook user တွေကတွေ့မယ်တွေ့လို့ကျွန်တော်စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ဒီရဲ့ set message ဆိုတော့နှိပ်လိုက်တာနဲ့ကိုယ့်ရဲ့ message ကိုရောက်လာမှာပေါ့ဟုတ်ပြီနော်အဲ့တော့ရေးပြီးသားပြီဆိုရင်တော့ကျွန်တော်ဒီရဲ့ save ကိုတစ်ချက်နှိပ်မယ်ဒါက set message ရေးတာနော်ပြီးသွားရင် welcome message ဆိုရှိရဲ့အဲ့ဒီရဲ့ဘေးမှာ view ဆိုရှိရဲ့ဒါလေးတစ်ချက်နှိပ်ကြည့်လိုက် ဒါကြောင့်ဒီခုနကတော့ send message ကိုနှိမ့်လိုက်လို့ပေါ်လာမယ်ကျွန်တော်ဒီစာလေးတွေပြောတာပေါ့နော်အဲ့မှာဒီမှာဆိုရင် greeting message ပေါ့နော် greeting မှာကျွန်တော်ရွေးလို့ရတယ်ကျွန်တော်ကိုပြန်ပြီးတော့ပြင်လို့ရတယ်ပေါ့နော်ပြင်မယ်ဆိုရင်ကျွန်တော်ဒီရဲ့ဒီခဲတန်လေးပေါ့နော်ခဲတန်လေးကိုတစ်ချက်နှိမ့်နှိမ့်ပြီးဆိုရင်ကျွန်တော်ဒီမှာ greeting message လေးပေါ့နော်သူအများကြီးတော့ရေးလို့မရစလုံးရင်300ထိပဲရမယ်နော်အဲမင်္ဂလာပါအဲနာမည်ထည့်မယ်ဆိုရင် address personalization ကိုရွေးမယ် full name ရွေးမယ် အဲရေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီရဲ့အမှန်ချက်ကိုတစ်ချက်နှိမ့်လိုက်မယ်။အဲတော့ဒီရောက်က frequency s question ဆိုတာကကျွန်တော်ဒီဒီမှာဆိုကျွန်တော်မေးခွန်းတစ်ခုအဖြေတစ်ခုပေါ့နော်ကျွန်တော်ဒီရဲ့ခန်းလမ်းလေးနှိပ်ပြီးတော့ကျွန်တော်ရေးလို့ရတယ်။ဒါကကျွန်တော်ဒီ page မှာကျွန်တော်ဒီအသုံးပြုထားတဲ့ frequency s question နဲ့ပြုတ်လုတဲ့နေရာတော့အတူတူပဲပေါ့နော်။အဲတော့ဒီမှာမှထပ်ပြီးတော့ပြောင်းပြီးတော့ရေးခြင်းနဲ့ဆိုရင်ဒီရဲ့ခန်းလမ်းလေးကိုနှိပ်ပြီးတော့ဒီမှာမေးခွန်းတစ်ခုဒီမှာအဖြေတစ်ခုအဲ့လိုရေးလို့ရတယ်ပေါ့နော်။အဲတော့မတော့ကျွန်တော်ပိတ်ထားမယ်ဆိုရင်တော့ဒါလေးပိတ်ထားလိုက်ပေါ့နော်။ ပိတ်ထားလိုက်မယ်ဆိုတော့တော့ဒီ welcome message ပိတ်သွားပါပေါ့နော်အဲ့တော့ဖွင့်ထားမယ်ဆိုတော့ဒါလေးဖွင့်ထားလိုက်အဲ့ဖွင့်ထားမယ်ဆိုတော့ကျွန်တော်ဒီ send message ကိုနေလိုက်တဲ့ခါမှာကျွန်တော်ဒီအပေါ်စာတန်းလေးအရင်ပေါ်မယ်ပေါ်ပြီးတော့ဒီအောက်က၃ခုပေါ်လာမယ်ဒီအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်စာတစ်ခုရေးလိုက်တယ်ဆိုရင်တော့ကိုယ့်ရဲ့ page မှာ auto သုံးထားတဲ့ frequency ask question ပဲပေါ်မှာဟုတ်ပြီနော်ဒါတော့ကျွန်တော်ဒီ၃ချက်နဲ့ဆိုရင်ဖွင့်ထားမသုံးဆိုရင်တော့ပိတ်ထားပေါ့နော်ပြီးတော့ရင်တော့ secret တစ်ချက်နေလိုက်အပိသားရင် audio မှာနော် audio ရွေးမယ်ဆိုရင်ကျွန်တော်ဒီ create new တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ audio link ရေးမယ် နေငါကျွန်တော်ဒီ a new post ပေါ့နော် new post လို့ရေးလိုက်မှာဒါကိုကြိုက်တယ်လို့ရေးလို့ရတယ်နော်ပြီးတိုင်း region ရေးမယ် region ကဒီကြော်ညာကဘယ် data တွေကိုပြချင်တာလဲပေါ့နော်မြန်မာဆိုရင်ကျွန်တော်ဒီမြန်မာတိုင်းနိုင်ငံလုံးကိုပြမယ်အဲ့ဒီမှာမှကျွန်တော်ဒီမြန်မာကိုဖြတ်ပြီးတော့ကျွန်တော်ဒီမန္တလေးဆိုမန္တလေးရေးလို့ရမယ်ရန်ကုန်ဆိုရန်ကုန်ရေးလို့ရမယ်နော် အဲမန္တလေးဆိုမန္တလေးရွှေ့လိုက်မယ်သူကမျိုးနယ်ကိုတစ်ခုတည်းပို့ပြီးတော့ထည့်လိုက်ရအောင်နော်ဒီမှာတော့ကျွန်တော်တစ်ခုတည်းထည့်မယ်ပြီးရင်စိတ်ကိုတစ်ချက်နေမယ်ဒါက location ရွှေ့ပြီးသားပြီပြီးသားရင်ကျွန်တော်ဒီမှာ interest ရွှေ့လိုက်ရမယ် interest ကဘာတွေစိတ်ဝင်စားတာလဲပေါ့နော်ဒါတွေကျွန်တော်ရွှေ့လိုက်ရမယ်အဲ့တော့ဒီမှာက online shopping ပေါ့ဗျာ online shopping ရွှေ့လိုက်မယ်အပြီးရင်နောက်တစ်ခုထပ်ရွှေ့မယ်နော် online shopping ရွှေ့မယ်ပြီးရင် c c l o t h ဒီနေရာမှာ audience ရေးမယ်ဆိုရင်ကိုကြော်ညာလိုက်တဲ့ post နဲ့တက်ဆိုင်တာရေးပြီးနော်ကိုကြော်ညာလိုက်တဲ့ post ကညဒီ online shopping နဲ့ပတ်သက်ဆိုင်နေဆိုရင် online shopping ရေးလို့ရမယ်အဝတ်ထည်ဆိုရင် closing ရေးလို့ရမယ်ဒါအောင်လဲကျွန်တော်ဒီတစ်ခုတည်းပို့ပြီးတော့ရေးလို့ရတယ်ဟုတ်ပြီနော်ပြီးသားရေးဆိုရင်နော်ကျွန်တော်ဒီရက် save ကိုတစ်ချက်နှိပ်မယ်အပြင်ကျွန်တော်အသက်အရွယ်ရေးမယ်နော်အသက်အရွယ်ကကျွန်တော်ဒီ78ကနေဘယ်လောက်ထိလဲပေါ့နော်ကိုကြော်ညာလိုက်တဲ့ကျွန်တော်ဒီကြော်ညာပုံမူတည်ပြီးတော့ဒါလေးရေးရပါဘူးနော်အဲ့တော့ကျွန်တော်ဒီမှာ78ကနေကျွန်တော်30ထိထားလိုက်မယ်နော် အပီသားအကြောင်းဒီမှာဂျန်နာရေးမယ်ဂျန်နာကကြောင်းဒီကိုဂျော်နာလိုက်တဲ့ post ကကြောင်းဒီ man or woman နှစ်ခုလုံးနဲ့သက်ဆိုင်နေဆိုအော်ရေးမယ် man ဆိုတရားမီ man ပဲရေးမယ် woman နဲ့သက်ဆိုင်နေဆို woman ပဲရေးမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာတော့ကြောင်းအမင်္ဂလီအင်ကြီးဖြစ်တဲ့ the woman လို့ပဲရှိနိုင်မယ်နော်အပီသားအကြောင်းဒီရဲ့စိတ်ကိုတစ်ချက်နှိမ့်လိုက်အဲဒါဆိုရင်ကျွန်တော်ဒီမှာ new post ဆိုပြီးတော့ audience တခုရသွားပြီဒီ audience နေရာကြောင့်ဒီ create new ကိုနှိပ်ပြီးတော့ဒီ audience တခုပြီးတခု create လုပ်လို့ရတယ်နော်တခုပြီးတခု create လုပ်တယ်ဆိုတော့ကကျွန်တော်ဒီ new post ဆိုတဲ့ အော်ရီယန်နိမ်မှာကြတော့မန္တလေးကိုရေးထားတယ်။နောက်ထပ်အော်ရီယန်နိမ်တစ်ခုမှာကြတော့ရန်ကုန်ရေးတယ်။အဲ့လိုလေဆိုကျွန်တော်ဒီ edit ကိုနှိပ်ပြီးတော့တစ်ခုချင်းစီပြင်နေစရာမလိုတော့ဘူး။ဘုကကျွန်တော်ဒီမန္တလေးမဟုတ်တခြားမြို့နယ်တွေကိုကြော်ညာခြင်းနဲ့ဆိုရင်တခြားမြို့နယ်တွေကိုကျွန်တော်ဒီ create လုပ်ထားတဲ့အော်ရီယန်နိမ်ပေါ့နော်။ဒါလေးကျွန်တော်ဒီမှာဒီ asset လေးပေါ့နော်။ဒါလေးကျွန်တော်ဒီလိုရွေးလိုက်တာနဲ့ရပြီ။ဟုတ်ပြီနော်။အခုကတော့ကျွန်တော်တစ်ခုလဲဆိုတော့ဒါလေးပဲနှိပ်လိုက်မယ်နော်။ okay ပြီးတော့ကျွန်တော်ဒီ hari တော့ကျွန်တော်ဒီတိုင်းထားမယ်နော်ဒီ Instagram ကတော့မသုံးဆိုတော့ကျွန်တော်ဒါလေးကိုပိတ်ထားလိုက်မယ်နော်အဲ့တော့ပုံမှန် Facebook ကိုပဲထားထားမယ် အဲပြီးတော့ကျွန်တော်ဒီမှာတိုးတက်ဘတ်ဂျက်ရှိရတိုးတက်ဘတ်ဂျက်ကကျွန်တော်ဒီဒေါ်လာဘယ်လောက်သုံးပါလဲပေါ့နော်ပြီးတော့သူကကျွန်တော်အခုရွေးထားတာ engagement နဲ့ရွေးထားဖြစ်တဲ့အတွက် post engagement ကသူက200ကနေ900ထိရနိုင်တယ်အဲနောက်တစ်ခါကျွန်တော်ဒီ people reach က2000ကျော်ကနေ6000ကျော်ထိရောက်နိုင်တယ်ဒါက1ဒေါ်လာပျက်ထားနော်အဲ1ဒေါ်လာရွှေ့ကြည့်လိုက် ဒေါ်လာဆိုသူက100နဲ့200ကျော်ဖြစ်မယ်1000နဲ့3000ကျော်ဖြစ်မယ်ဒါကြောင့်ဒီပုံသေးသတ်မှတ်ချက်တော့မရှိဘူးကိုတင်တဲ့ကြောင်ညာကကျောင်းဒီလူစိတ်ဝင်စားမှုများတယ်ဆိုရင်တော့ဒီရဲ့ reach ကကျောင်းပို့ပြီးတော့များမယ်ပေါ့နော် reach များတယ်ဆိုရင်သူက1ဒေါ်လာမှဆိုရင်1000နဲ့3000ဆိုရင်အဲ့ဒီ3000ဝင်ချင်လောက်ထိတော့များနိုင်တယ်ပေါ့နော်ဒါကိုရဲ့ကြောင်ညာကောင်းနေဆိုရင်ပေါ့နော်အဲဒီမှာ1ဒေါ်လာရွေးလိုက်တယ်ရွေးပြီးသွားပြီဆိုရင်ကျောင်းဒီမှာ day ကဘယ်နဲ့ရွေးမှလဲပေါ့နော်တရက်ဆိုရင်တော့ဒီမှာ1 day ပေါ့ပြီးနှစ်ရက်ဆိုဒီမှာ2 day and 3d အဲ့လိုယူလို့ရတယ်3 day ယူလိုက်တဲ့အခါမှာကျွန်တော်ဒီအောက်က boost now main တာဘာလို့လဲဆိုတော့အနည်းဆုံးသူက1ဒေါ်လာကိုတရက်တော့သုံးရမယ်အဲ့တော့ဒီမှာ3 day ယူထားဖြစ်တဲ့အတွက်အနည်းဆုံး3ဒေါ်လာတော့ယူပေးရမယ်ဒါသုံးဒေါ်လာလည်းတော့ကျွန်တော်ကြော်လို့ရတယ်နည်းလို့မရဘူးဟုတ်ပြီနော်အဲဒါဆိုကျွန်တော်ဒီ budget တွေလေးရွေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီကြော်ညာ post ကို boost လုပ်လို့ရပြီပေါ့နော် boost လုပ်မယ်ဆိုရင်ကျွန်တော်ဒီရဲ့ boost post နောက်ဆိုတာကိုနှိပ်လိုက်တာ ਨੇ ဒါ boost လုပ်သွားပြီပေါ့နော်အခုကတော့ကျွန်တော်ဒီ page ကိုအခုမှစပြီးတော့အသေးကျွန်တော်ဒီကြော်ညာလာဖြစ်တဲ့အတွက်ကျွန်တော်ဒီ ဗီဇာကတ်ပေါ့နော်ဗီဇာကတ်မထည့်ရသေးဘူးပေါ့နော်ဗီဇာကတ်ထည့်တဲ့သင်္ကန်းစာတော့ကျွန်တော်နောက်ထပ်သင်္ကန်းစာတစ်ခုအနေနဲ့ကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးမယ်နော်